ားလုံးမင်္ဂလာပါကျွန်တော်ကဒီနေ့မှာလေဘာကြောင့်ဖြတ်တာလဲဆိုတာနဲ့လင်းဖြောင်းဘလူကာကွယ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးမယ်မြန်မာလိုတော့လေဖြတ်တယ်လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လိုတော့ကျွန်တော် stroke လို့သုံးတယ်အဓိကကတော့ဗာလဲဆိုတော့အုံနောက်ထဲမှာရှိတဲ့သွေးကြောတစ်ခုခုဖြစ်သွားပြီးတော့လူကခနကုတ်အောက်ပိုင်းဒါမှမဟုတ်လည်းဒီအပေါ်ပိုင်းနေရာနေစပြီးတော့လှုပ်လို့မရတော့တဲ့အခြေအနေမျိုးပေါ့ဒါမှမဟုတ်လည်းခြေတစ်ဖက်လက်တစ်ဖက်ဒီလိုမျိုးလှုပ်လို့မရတော့တဲ့အခြေအနေကိုအများအပြားကတော့လေဖြတ်တယ်လို့ခေါ်ရယ်လေတင်နှုံးဖြတ်တယ်လို့လည်းခေါ်ကြရယ်နာမည်မှာလေဆိုတဲ့အတုံးနှုံးပါပေမဲ့ပေါ့နော် ဒါပေမဲ့လေဖြတ်တယ်ဆိုတာကလေနဲ့တခုမှမတက်ဆိုင်ကျွန်တော်တို့ကလေဖြတ်တယ်ဆိုတာမှာလေဆိုတဲ့အသုံးအနှုန်းကြီးပါနေတဲ့ခါကျတော့တော်တော်များများမြန်မာတွေကလေကိုကြောက်ကြတယ်အဲဒီတော့ကြောင့်မလို့အဲကုန်းလေကိုကြောက်တယ်ပန်ကလေကိုကြောက်တယ်ဒီလေတွေကိုခံရင်လေဖြတ်နိုင်တယ်ဆိုပြီးတော့တွေးကြတာမျိုးတွေပါရှိကြတယ်အဲဒီတော့ကြောင့်မလို့လေဖြတ်တယ်ဆိုရင်အဲကုန်းလေပန်ကလေကိုအရင်ဆုံးတွေးကြတယ်နမေမှာခုနပြောသလိုပဲလေပါနေပြီမဲ့ဒီကိစ္စလေနဲ့ဘာမှမတက်ဆိုင်ဘူး လေဖြတ်တယ်ဆိုတာကအဓိကအဖြစ်အကြောင်းရင်းနှစ်မျိုးကြောင့်ဖြစ်နိုင်တယ်နှစ်မျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒါဘယ်လိုခေါ်လဲဆိုတော့ ischemic stroke ဆိုတာကဘာလဲဆိုတော့အုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတစ်ခုပိတ်သွားပြီးတော့အဲ့ဒီအုံနောက်အဲ့သွေးကြောအဲ့သွေးကြောကသွားနေတဲ့အုံနောက်အစိတ်ပိုင်းတွေကလုံးလို့မရတော့တုံးလို့မရတော့သူတို့ကနေထိန်းထားတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေတုံးလို့မရတော့မျိုးကိုကျွန်တော်တို့ကလေဖြတ်တယ်လို့ခေါ်တယ်ဒါကကြတော့သွေးကြောပိတ်တာနောက်တစ်ခုကကြတော့သွေးကြောပိတ်တာမျိုးမဟုတ်ဘဲနဲ့သွေးကြောကပေါက်ထွက်သွားတဲ့အခါကျရင်လေ ကျွန်တော်အဲ့နားဝင်းကျင်ကတွေးမြရတဲ့အတွက်ကြောင့်မလို့သူကနေထိန်ချုပ်အဲ့အုံနောက်စိတ်ပိုင်းကနေထိန်ချုပ်ထားတယ်ခန္ဓာကိုယ်စိတ်ပိုင်းနေလှုပ်လို့မရတာမျိုးဖြစ်နိုင်တယ်အဲ့တော့ပြောရရင်တော့အုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတစ်ခုကပိတ်သွားတာဒါမှမဟုတ်ပေါက်ထွက်သွားတာကြောင့်အဲ့ဒီသွေးကြောကထိန်ချုပ်ထားတဲ့နော်ကိုယ်ကစိတ်ပိုင်းပေါ့နော်အဲ့အုံနောက်စိတ်ပိုင်းထိချုပ်ထားတဲ့ခန္ဓာကိုယ်စိတ်ပိုင်းကလှုပ်လို့မရတာကိုကျွန်တော်တို့လေဖြတ်တာလို့ခေါ်တယ်။လေနဲ့တော့ဘာမှမသက်ဆိုင်ဘူး။ ုံနောက်ထွေသွေးကြောဖြစ်တဲ့ပြဿနာကြောင့်ဖြစ်တာနော်ဒါကိုကျွန်တော်တို့လေဖြတ်တယ်လို့ခေါ်ပါတယ်ဟုတ်ပြီလေပါကြောင့်ဖြတ်တာလေကျွန်တော်တို့ကခန္ဓာကိုယ်တစ်ခုလုံးကသွေးလိုအပ်တယ်ဗျာနော်နှလုံးကနေညှစ်ပေးတယ်သွေးကြောလေးတွေကနေတဆင်းခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုသွေးရပို့ဆောင်ပေးတယ်ဒီလိုမျိုးပဲအုံနောက်ကလည်းသွေးလိုအပ်တယ်အဲ့လိုအပ်တဲ့သွေးကိုနှလုံးကနေပို့ဆောင်ပေးတယ်ဒါပေမဲ့အုံနောက်သွေးကြောလေးတွေကသေးတယ်နော်ကြီးရမို့သေးတယ်သေးတဲ့အခါကျတော့ဘယ်အချိန်မှာ तू ကပောက်ထွက်လဲဆိုတော့နှလုံးကတအားညစ်ပြီး တဘောကသွေးတိုးပြီပေါ့သွေးတိုးနေပြီဆိုတဲ့အချိန်မှာဒီကနေတက်လာတဲ့ဖိအားပေါ့နော်ဒီနှလုံးကနေညှက်လိုက်တဲ့ဖိအားကအယမ်းများတဲ့ခါကျတော့အုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတွေကမခံနိုင်တော့မခံနိုင်တော့ပဲနေပေါက်ထွက်သွားတယ်ပုံမှန်အားဖြင့်တော့သူတို့ကခံနိုင်ရှိသေးတယ်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုသွေးတိုးကိုကျွန်တော်တို့ကရေရှည်မထိန်းထားတဲ့ခါကျတော့အိမ်သားမှာရှိတဲ့သွေးကြောတွေသွေးကြောလေးတွေကတဖြည်းဖြည်းချင်းတဖြည်းချင်းဖော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 င်းလာပြီးတော့နောက်ဆုံးကျတော့ပေါက်ထွက်သွားတာမျိုးဒါမျိုးလည်းဖြစ်နိုင်တယ် နော်အဲ့တော့သွေးတို့ကတော့အဓိကကြတယ်လေဖြတ်တဲ့ကိစ္စမှာလေဖြတ်ခြင်းရဲ့ကိစ္စပြဿနာတော်တော်များများမှာသွေးတို့ကအဓိကကြတယ်ဒီကနေဖိလိုက်တဲ့ဖိအားကနေပြီးတော့ဒီသွေးကြောရောက်အဲ့သွေးကြောကနေပေါက်ထွက်ပြီးတော့သွေးကြောဟိုခုနပြောတဲ့လေဖြတ်တဲ့ကိစ္စဖြစ်တယ်သွေးတို့အသေးချာမထိုင်တော့လေဖြတ်တာအရင်ဖြစ်နိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့စစ်လိတောက်တာလေဖြတ်တဲ့ကိစ္စစစ်လိတောက်တာ ਨੇ အရင်သက်ဆိုင်တယ်ကျွန်တော်အများနဲ့ပြောသလိုပဲစစ်လိတောက်တဲ့ခါကျရင်သူက ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောလေးတွေထဲမှာဆီလီကာပါတဲ့အစိတ်အတက်တွေကသွားပြီးတော့စုပုံတယ်ဒီကောင်လေးကစုပုံလာကနေပြီးတော့ဘောနော်အဲ့ကောင်လေးတွေစုပုံလာကနေပြီးတော့ပြုတ်ထွက်သွားတယ်ပြုတ်ထွက်သွားတဲ့အခါကျတော့ကျွန်တော်အုံနောက်မှာသွားပိတ်တယ်ကြံတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းမှာသွားပြီးတော့မပိတ်ဘဲနဲ့သူကအုံနောက်မှာသွားပိတ်တဲ့အခါကျတော့ခုနကပြောသွေးကြောပိတ်တာကြောင့်ဖြစ်တဲ့လိဖြက်ခြင်းသွားပြီးတော့ဖြစ်တယ်အဲ့တော့ဆီလီတောက်တဲ့တူတူတော်တော်များများလေလိဖြက်နိုင်တယ်နော်အဲ့တော့ကျွန်တော်ပြောခဲ့နှမျိုးရှိပြီဘောနော် နောက်တစ်ခုကကြတော့ဗာလဲဆိုတော့နှလုံးယောဂါရှိရတဲ့သူတွေတချို့တွေမှာနှလုံးခုန်တာမူမမှန်ဘူးတချို့တွေကနှလုံးခုန်အယမ်းမြန်နေတာမျိုးဒီလိုမျိုးပြဿနာတွေရှိတတ်တယ်ဒီလိုမျိုးဆိုရင်ကျွန်တော်ကနှလုံးကပုံမှန်မခုန်တော့တဲ့မခုန်တဲ့အတွက်ကြောင့်မလို့နှလုံးမှာသွေးလုံးလေးဖြစ်တတ်တယ်ဒီ clot လေးပါ black clot လို့ခေါ်တယ်သွေးကလေးဖြစ်တတ်တယ်အဲ့သွေးကလေးတွေကနှလုံးကနေကျွတ်ထွက်ပြီးတော့အုံနောက်ကိုရောက်သွားတဲ့အခါကျရင်အုံနောက်သွေးကြောကိုပိတ်သွားတယ်လေဖြတ်တယ်အဲ၃မျိုးရှိပါတယ်နော်နောက်တစ်ခါကျတော့မျိုးစားနှစ်စီးကြွ စီးဂျိုကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးကြောအငယ်လေးတွေကိုသူကပျက်စီးသေးတယ်။အဲ့တော့အုံနောက်မှာရှိတဲ့သွေးကြောလေးတွေကိုလည်းသူကပျက်စီးသေးတယ်။စီးဂျိုနဲ့အတူတူဘာကလာလဲဆိုတော့သွေးတို့ကအတူတူတွဲလာတက်တယ်။မြန်မာနိုင်ငံမှာဆိုရင်တော်တော်များများကစီးဂျိုရဲ့သွေးတို့ကသွားပြီးရှိနေတတ်တာများတယ်ပေါ့နော်။အဲ့တော့စီးဂျိုကြောင့်ပျက်စီးနေတဲ့သွေးကြောလေးတွေကသွေးတို့ကဖိဆောင်ဆောင်ပြီးတော့ဟိုညှစ်လိုက်တဲ့ pressure တန်းကိုမခံနိုင်ဘူး။မခံနိုင်တဲ့အခါကျတော့ပေါက်ထွက်တယ်။ဒါမှမဟုတ်ရင်လည်းသွေးကြောဖြစ်နေတဲ့သူတွေမှာသွေးထဲမှာ တခြားတက်တွေကသွားပြီးစုပုံတယ်အဲ့ဒါကောင်တွေကဖိဖိနဲ့ clock တွေဖြစ်လာတယ်အခဲလေးဖြစ်လာတယ်အစီတွေသွားပြီးစုပုံတယ်အဲ့အခဲလေးတွေပြုတ်ထွက်သွားတယ်အုံတော့မှသွားပြီးပိတ်တယ်ဒီလိုမျိုးလဲကျွန်တော်တို့ဖြစ်နိုင်တယ်အဲစီးကြိုလည်းဖြစ်နိုင်တယ်ရှိတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့တွေးထဲမှာအစီများတာတွေးထဲမှာအစီများတဲ့ယောဂါတနည်းအားဖြင့်တချို့တွေကမဝဘဲနဲ့လူကမဝဘဲနဲ့ သွေးထဲမှာအဆီတွေတွားပြီးများနေတာမျိုးရှိတယ်ဒါကစားတောက်နေထိုင်မှုပုံစံနဲ့တွားပြီးတက်ဆိုင်တယ်နော်အဲ့တော့သွေးထဲမှာအဆီများနေတဲ့ခါကျရင်လေအခဲလေးအဆီကနေအဆီကဲလေးဖြစ်တယ်အဆီကဲလေးတွေကအုံနောက်ကိုတွားပိတ်တယ်ဒီမှာရင်ကျွန်တော်တို့အဲဒီလေဖြတ်တဲ့ကိစ္စဖြစ်နိုင်တယ်တချို့တွေကကြတော့အဝလွန်တယ်အဝလွန်နေကိုလက်လှရှာမှုနည်းတယ်အဝလွန်နေကိုလက်လှရှာမှုနည်းတယ်ဆိုရင်ကျွန်တော်နောက်ဆက်တွဲဘာတွေပါလိုက်လာလဲဆိုတော့သွေးတို့ရစီးချိုတို့ဒါတွေပါတွဲပြီးလိုက်လာတယ်ခန္ဓာကိုယ်ကမခံနိုင်တော့ဘူးသွေးကြောတွေကတဖြည်းဖြည်းနဲ့သူတို့ရဲ့ အဲတွေးကြောတွေတဖြည်းဖြည်းနဲ့ဟိုဟိုပျက်စီးလာတယ်ပေါ့နော်တွေးတော်စီးကြောရှိတယ်အဝလွန်တဲ့သူတွေမှာတွေးကြောတွေပျက်စီးလာတယ်တဖြည်းဖြည်းနဲ့အုံနောက်ထဲကတွေးကြောတစ်ခုခုဖြစ်သွားပြီးရခါကြရင်နော် stroke ဖြစ်တယ်ပေါ့ခုနပြောလေဖြတ်တဲ့ကိစ္စသွားပြီးဖြစ်တယ်ဆိုတော့ဒီပြောခဲ့တဲ့အကြောင်းအရာတွေကလေဖြတ်တာကိုအဓိကဖြစ်စေတဲ့အကြောင်းအရာတွေအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပထမဆုံးကတွေးတို့လေဖြတ်တာကိုအဓိကဖြစ်စေတာကတွေးတို့ကဖြစ်စေတယ်အဲ့ဒီအတွက်ကြောင့်မကျွန်တော်တွေးတို့ကိုတည်တည်ချာချာထိမ့်မယ်တွေးတို့ထိမ့်နေဆိုတဲ့နေရာမှာတချို့တွေကလေ ဟိုငါတို့ကသွေးကတစ်ခါလေးပဲတိုးတာအများမတိုးသွေးကြသည်အများတောက်ဆရာမလို့ဒီလိုမျိုးလူတွေကအများကြီးလေဖြတ်ကြရများတယ်ဘလို့ဖြစ်သွားတာလဲဆိုတော့သွေးကတိုးနေတာကိုမသိဘဲနဲ့ဆေးကလည်းမတောက်မိဘူးမတောက်တဲ့ခါကျတော့နောက်ဆုံးမှသွေးကတအားဆောင်တက်တဲ့ခါကျတော့ဒီသွေးကြောမခံနိုင်ဘဲနဲ့ပေါက်ထွက်သွားတယ်ဒီလိုမျိုးတွေဖြစ်တယ်အဲ့တော့သွေးတို့ရှိတဲ့သူတွေကသွေးကြသည်ကိုတောက်မှရမယ်သွေးကြသည်တောက်မယ်နောက်တစ်ခါ last time modification ပေါ့ sodium debt စားတဲ့ကိုလျှော့ပြီးတော့စားမယ်အငန်နေလျှော့ပြီးတော့စားမယ်ဒီလိုမျိုးသွေးတို့ကိုကျွန်တော်ထည့်ရမယ် နော်သွေးတို့ရှိရဲ့သူကအဓိကသွေးတို့ထက်ရမယ်ဆီလစ်ဖြတ်ရမယ်ဆီလစ်ကဒီသွေးတို့စီးကြိုနှလုံးရောဂါတွေလေးဖြတ်တာတွေအတွက်အရန်ဖြစ်များပါအဲ့တော့ဆီလစ်ဖြတ်ပါမယ်နော်တတရားတစ်ခုပါပါလဲဆိုတော့နှလုံးရောဂါတွေရှိမယ်ဆိုရင်ရှိနေလားကိုကအထူးသဖြင့်တော့မွေးဟွာပေါ့ဒီဒီလိုကိစ္စတွေနှလုံးရောဂါတွေကကြတော့မွေးရပါတွေမှာသွားပြီးတော့ဖြစ်တာများတယ်အဲ့တော့ကို့မှာကမျိုးရိုးရှိလာပါ ကို့မှာအဖေအမေဖိုးဖွားနှလုံးရောဂါနဲ့ပတ်သက်တဲ့ပြဿနာရှိခဲ့ပဲဆိုရင်ဆော့ဆော့စီကျွန်တော်စစ်ဆေးပြီးတော့ကုသမှုခံယူထားတဲ့နှလုံးနဲ့ပတ်သက်တဲ့နော်နောက်တစ်ခုကစီးကျိုစီးကျိုအကြောင်းလဲစီးကျိုမထိန်းနိုင်ရင်သွေးကြောတွေပျက်စီးတယ်လေဖြတ်ဖို့အတွက်အခွင့်အရေးပို့ပြီးတော့ညားတယ်အဲ့အတွက်ကြောင့်မို့စီးကျိုကိုလည်းကျွန်တော်တည်တည်ချာချာနာနာနင်းနင်းထည့်ရမယ်မြမာတွေအလုပ်များတာကပါလဲဆိုတာသမင်းကနေကျွန်တော်စီးကျိုတက်တယ်သမင်းကကာဘိုဟိုက်ဒရိတ်ကာဘိုဟိုက်ဒရိတ်ဆိုတော့သူကဖြိုခွဲလိုက်ပြီဆိုတာနဲ့သူကတကြားဖြစ်သွား အဲ့တကြားဖြစ်သွားတဲ့အတွက်ကြောင့်မို့စီးကြိုတခါတက်တယ်အဲ့အတွက်ကြောင့်မို့စီးကြိုဝေဒနာတွေမှာဆိုရင်ကျွန်တော်တို့ကထမင်း short စားပါဟင်းသီးဟင်းရအများများစားပါဆိုတာအဲ့အတွက်ကြောင့်မို့စီးကြိုကိုစေးတစ်ခုတည်းနဲ့ထိန်းလို့မရဘူးကျွန်တော်တို့က lifestyle modification လို့ခေါ်တဲ့အစားအသောက်နေထိုင်အကုန်လုံးကို light ထိန်းမှကျွန်တော်စီးကြိုကိုထိန်းနိုင်မယ်မဟုတ်ရင်တော့ကျွန်တော်စီးကြိုကစေးတောက်လိုက် ပြန်ပြီးတော့ဟိုထိန်းလို့ရတယ်လို့ဖြစ်လိုက်နောက်ပိုင်းပြန်ဖြစ်တဲ့အခါကျပြန်ပြီးတက်နေလိုက်တဖြည်းဖြည်းနဲ့ဆေးတွေကပူပူများလာလိမ့်မယ် lifestyle modification ပေါ့နော်အဲ့ဒါလေးလောက်အောင်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့အဝလွန်တာကိုလက်လှရှာမှုနည်းတာဒါကြောင့်လေလေဖြတ်နိုင်ကြီးရှိတယ်နော်အဲ့တော့လေဖြတ်တဲ့ယောဂါကအဝလွန်တာဒီကိုလက်ပြောကိုလက်လှရှာမှုနည်းတာအတွက်ဆိုရင်လည်းကျွန်တော်တို့ကိုလက်လှရှာမှုလေးလောက်ပေးမယ်ကျွန်တော်တို့အများအားဖြင့်ပြောရရင်တစ်နေ့ကိုအနည်းဆုံး6,000လောက်ရှောက်ပေးအဲ့အမှ ကျွန်တော်ဟိုတလုံးတော့ပြောပါတယ်ခြေလမ်း9000လျှောက်ချင်းကယောဂမျိုးစုံကြောင့်ဒေဆုံးမှုနှုံးကိုတဝက်လျှော့ချပေးတယ်အဲ့အတွက်ကြောင့်မလို့ကိုလက်လျှော့ချမှုရှိအောင်လုပ်ပါကိုအလေးချိန် BMI ကိုနော်25 24ပေါ့24ရဲ့အောက်ကိုကျွန်တော်ရောက်အောင်ထိန်းထားပါနော် BMI နည်းအောင်ကျွန်တော်ထိန်းထားကိုစားတဲ့အစားအသောက်တွေကိုတတိထားဒီလိုမျိုးမှကျွန်တော်အဆင်ပြေနိုင်မယ်အဲ့တော့လေဖြတ်တဲ့ကိစ္စကကာကွယ်လို့မရတဲ့ယောဂမဟုတ်ဘူးလေဖြတ်တာက80ရာခိုင်နှုန်းကာကွယ်လို့ရတဲ့ယောဂခုနကကျွန်တော်ပြောခဲ့တဲ့ သွေးတို့နော်ဆီလီတောက်တာနှလုံးရောဂါနဲ့ပတ်သက်တာတွေထိန်းတာစီးချိုထိန်းတာအဝမလွန်ထိန်းတာကိုလက်လှောက်ရှမှုရှိအောင်လုပ်တာဒါတွေအကုန်လုံးကိုလှုပ်ချင်းအဖြစ်လေးဖြတ်တာကို80ရာခိုင်နှုန်းထိကာဝန်နိုင်တယ်လို့ပြောပါတယ်မိသားစုမျိုးရိုးရှိတာတွေဘာတွေကြောင့်လဲလေးဖြတ်တာဖြစ်နိုင်ခြေရှိပေမဲ့အဲ့ဒါက20%ပဲရှိတယ်အများအဖြစ်လေးဖြတ်တာကကာကွယ်လို့ရတယ်ကျွန်တော်ပြောတဲ့နီးလန်းလေးကိုတည်တည်ချာချာလိုက်ပြီးတော့လုပ်နိုင်မယ်ဆိုရင်လေးဖြတ်တာကိုပြေဝကာလေးဖြတ်တာကိုခုနပြောသလိုပဲ80ရာခိုင်နှုန်းထိကာကွယ်နိုင်ပါတယ်